တိုင်းနိုင်ငံများအတွက်ဆူတောင်းခြင်းမာလာဝီနိုင်ငံအတွက်ဆူတောင်းပါ29ခုမြောက်သောစာလံပိုက်ငယ်30မှ37သာရပြားသည်မိုးတက်မုန်တိုင်းပေါ်မှာထိုင်တော်မူ၏အကယ်စင်စစ်သာရပြားသည်အစဉ်အမြဲရှင်ပြန်အရာ၌ထိုင်တော်မူ၏သာရပြားသည်မိမိလူစုကိုခိုင်ခန့်စေတော်မူမည် ထာဝရဖျားသည်မိမိလူစုအားညီသက်ချင်းကောင်းကြီးမင်္ဂလာကိုပေးတော်မူမည်အာမင်ဆုတောင်းကြပါစို့နေဆာထာဝရတည်ရှိတော်မူသောအဖထာဝရဖျားနာမတော်သည်ကြီးမြတ်၍ဘုန်းကြီးတော်မူပါစေသောအကျွန်ုပ်တို့သည်တိုင်းနိုင်ငံများအတွေ့ဆုတောင်းရ၌မာလဝီနိုင်ငံအတွေ့ဆုတောင်းပါ၏ ိုရာသည်အပြစ်သားကိုချစ်၍အပြစ်ကိုမုန်းတော်ဖျားဖြစ်၍ထိုမာလာဝီနိုင်ငံ၏အပြစ်ဒုစရိုက်များအားရှေ့တော်၌ဝင်ချတောင်းပန်လျက်တိုးဝင်ကြပါ၏အဖာအပြစ်ခွင့်လွတ်တော်မူပါမာလာဝီနိုင်ငံသားအတိုင်းဖျားသခင်၏ဂတိတော်ကိုယုံကြည်ပြီးခရစ်တော်ကိုကိုးစားတတ်သောသူများဖြစ်ကြရန်တန်ရှင်သောဝိညာဉ်တော်ဖျားသွေးဆောင်တော်မူပါ အစိုးရသည်လည်းဖျားသခင်ပေးသောညိတ်သက်ခြင်းနှင့် ကောင်းကြီးမင်္ဂလာများကိုခံစားရရှိရန်အတွက်ကိုရောဤအလိုတော်နှင့်အညီစီမံအုပ်ချုပ်နိုင်ရန်လမ်းပြကူညီတော်မူပါအသင်းတော်သည်လည်းဝိညာဉ်တော်ဖိတ်သိမ့်ခြင်းနှင့်ခိုင်ခန့်ခြင်းရှိရန်ကိုရောသည်အသင်းတော်ဤဥကောင်းဖြစ်၍ခရစ်တော်ဒီဟုသောကြောက်ပေါ်မှတည်ဆောက်ရည် ဝိညာဉ်တော်နှင့်ပြည့်ဝသောအသိတော်ဖြစ်ပါမည်အကြောင်းအကျွန်ုပ်တို့ဆုတောင်းပါ၏အမှုတော်မြတ်၌ပါဝင်ဆောင်ရွက်လျက်ရှိသောဘုရောဤသားသမီးမိသားစုများသည်ထာဝရဘုရားကိုယ်တော်ကိုးစားမျှော်ကြည့်သောအသက်တာများဖြစ်ကြရန်ဘုရောဤလူစုကိုခိုင်ခန့်စေတော်မူပါညီတချင်းကောင်းကြီးမင်္ဂလာများကိုလည်းခံစားရရှိလျက် ထိုကောင်းကြီးမင်္ဂလာတွေပြန်လည်စီးစင်းခြင်းအပြင်အသီးအပွင့်များမြင်တွေ့နိုင်ရန်သခင်ယေရှုနာမ၌အကျွန်ုပ်တို့ဆုတောင်းကြပါ၏အာမင်